အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်ဒီနေ့မှာတော့သခိုင်းငလင်ကြောင့်စစ်ကောင်စီဘာတွေဖြစ်သွားလဲဘာတွေလုပ်နေလဲဘာတွေလုပ်လာနိုင်လဲဆိုတာနဲ့စည်ရေးတဲ့အနေငယ်ကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်သခိုင်းငလင်ဟာစစ်ကောင်စီထိတ်ထုတ်ထားတဲ့ငယ်မြေတွေကိုအဓိကထားပျက်စီးစေခဲ့တာဖြစ်ပါတယ် ။တဘာဝဘေးဒဏ်ဆိုရင်စစ်ဘိုလ်ချုပ်တွေအရန်ကျင်းနဲ့ကြပဲမဲ့အခုတစ်ချိန်မှာတော့အရေးကြီးစစ်ဘက်ဆိုင်ရာအစာအုပ်တွေပါပျက်စီးစေခဲ့တာဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လာရင်တချို့တရမှုတွေဆိုရင်ငါလက်ထက်မှာမုံတိုင်းလေးတစ်လုံးငလင်လေးတစ်ချက်လောက်တောင်မလာတော့ဘတ်ဂျက်မကြဘူးလို့ညီးတွားလေးရှိပါတယ်။အခုလေစစ်ကောင်စီဟာနိုင်ငံတွင်းက UWSA အဖွဲ့အပါအဝင်နိုင်ငံသားအကူအညီတွေကိုလက်ခံရယူနေပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတဟာလည်းမြန်မာအစိုးရနဲ့စကားပြောဆိုပြီးအကူအညီတွေပေးမယ်လို့ပြောဆိုထားတာကိုတွေ့ရပါတယ်။ Richard Daske ခွန်တက်မခွန်မဂနီကျူနဲ့ Richard Daske 6တက်မ၄မဂနီကျူပြားရှိတဲ့မလင်ဟာစကိုင်းနဲ့တရားဦးကိုဇက်တိုက်ဗဟုပြုလှုပ်ခတ်လိုက်တဲ့အတွက်ပြည်သူတွေတေးချေပြစင်းမှုစိုးဝါးစွာခံလိုက်ရပေမဲ့စစ်အုပ်စုအတွက်အသက်ရှူချောင်သွားတဲ့အောင်ရှိနေပါတယ်။နိုင်ငံတကာကကူညီကယ်ဆယ်ရေးတွေလာပါလိုက်မယ်။ စစ်ကောင်စီကလည်းဟန်ပြဖော်ထုတ်ွက်တွေလုပ်ပြလာပါလိမ့်မယ်။ငလင်ဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေနဲ့မြို့နယ်တွေကိုဥသာပေပျက်စီးစေခဲ့တာဖြစ်ပါတယ်။ဆိုတော့လွတ်မြောက်နယ်မြေကအဖွဲ့တွေလည်းကူညီကယ်ဆယ်ရေးလုပ်ပေးလို့မရပါဘူး။လာကူညီရင်လည်းဖမ်းဆီးမှာပဲဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးဆုံးအချက်ကနိုင်ငံကအကူအညီတွေလည်းရောက်ရှိလာမှာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ရောင်ပြကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတိုက်ခိုက်ခြင်းလုံးဝလုံးဝမပြုလုပ်ကြဘူးပဲဖြစ်ပါတယ်စစ်ဘုတ်ချုပ်တွေရဲ့ဖြူဟာကထိုးကျတဲ့နေရာမှာအရန်ကြွနေပါတယ်သူတို့ရဲ့အဖွဲ့ငယ်လေးတွေကိုလှုပ်ပြီးကျွန်တော်တို့ဘက်ကစစ်ရေးတိုက်ခိုက်မှုလုပ်လာတဲ့အခါမှာသူတို့တွေနိုင်ငံတကာကိုတော်လိုင်းရဲ့အင်အားစုတွေကအကြမ်းဖက်လို့ချိန်မြင်သွားအောင်လုပ်ပါလိမ့်မယ်အကြမ်းဖက်ဆေးအုပ်စုကသူတို့ကိုယ်တိုင်အကြမ်းဖက်ထားပြီးနိုင်ငံတကာကိုမျက်လက်ပြအောင်အခွင့်အရေးကိုအမိရအသုံးချလာပါလိမ့်မယ် တဘာဝကဗေးကြီးဟာပြည်သူတွေရောစစ်ကောင်စီရဲ့အရေးကြီးစီးရေးပြမှတ်တွေကိုပါပျက်စီးစေခဲ့တာဖြစ်ပါတယ်။ဆက်သွယ်ရေးလမ်းမာတွေပျက်စီးခြင်းလေရင်ပြေးလန်းတော်တော်များများအသုံးပြုရန်မတည့်အနေထားတို့ရောက်ရှိနေခြင်းတို့ကြောင့်စစ်ကောင်စီရဲ့အစွန်ကျတဲ့စစ်စခန်းတိုင်းဌာနချုပ်များကိုတော်လိုင်းအင်အားစုတွေကဒပြိုင်နဲ့တိုက်ခိုက်ဖို့အခွင့်အရေးများစွာအရေးတာတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒါကြောင့်မြို့ပြကူညီကယ်ဆယ်ရေးလဲ လှုပ်ဆောင်နိုင်မှာမဟုတ်တဲ့အတွက်တော်လိုင်းရင်အင်အားစုတွေဟာမိမိနယ်မြေနဲ့အနီးဆုံးစစ်စခန်းစိုက်ရင်တပ်ဖွဲ့တွေကိုရတဲ့နီးနဲ့အမြင့်ဖြတ်တိုက်ခိုက်ကြပါလို့အရေးပေါ်တင်ပြလိုက်ရပါတယ်။တခုတော့သတိကြီးကြီးထားရမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့နိုင်ငံတကာကူညီကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေရောက်လာနေတာရှိပါတယ်။ချက်ပြီးလဲရောက်လာလို့ရှိပါတယ်။ယခုကာလအတွင်းမှာစစ်ကောင်စီဟာလင်းလံပြေးလမ်းတွေပြည့်စည်ခြင်းအတုံးပြူရန်မတင်တဲ့အခြေအနေတွေရှိနေခြင်းတို့ကြောင့်လေကြောင်းတိုက်ခိုက်မှုတွေရခင်းလို့ ခတ်စိတ်စိတ်လှုပ်လာနိုင်မှာမဟုတ်ပါဘူးဆိုပေမဲ့ယနေ့အထိတော့လေချောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေသေးတာဖြစ်ပါတယ်စစ်ကောင်စီကခံပြကူညီကြတဲ့လှုပ်တဲ့အခါမှာကာဝေးအင်အားစုတွေကတိုက်ခိုက်မဲ့ဆိုရင်တော်လိုင်းအဖွဲ့တွေကအဖြတ်မှောက်အကြမ်းဖက်လှုပ်ရက်တွေလှုပ်နေပါတယ်ဆိုပြီးနိုင်ငံတကာကိုမျက်လက်ပြနိုင်ကြီးအများကြီးရှိနေတယ်ဆိုတာကိုအထူးအလေးထားသတိပြုရမှာဖြစ်ပါတယ်ဒီကနေ့မှာပဲစစ်အုပ်စုအဓိကအားထားနေရတဲ့ကပ္ပဆလို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံအလုံး ထုတ်လုပ်ရေးလုပ်ငန်းတရားရာခိုင်နှုန်းလုံးဝရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့အဓိကကတော့တရားစစ်တမ်းပြတ်တော့လို့ပဲဖြစ်ပါတယ်။ပြန်လည်လဲပတ်နိုင်မှုအချိန်တိုင်းတာတစ်ခုယူရမှာဖြစ်ပါတယ်။အရန်မိဆက်တွေရှိနေတယ်ဆိုပေမဲ့ထုတ်လုပ်ရေးဆောင်ရွက်နိုင်ရာအထိမစွမ်းတာပါဘူး။ဘကုတားရဲ့နောက်ချမ်းဘရောင်းကျန်နယ်ဖြစ်စဉ်ညောင်ချိုးတိုက်ပွဲမှာညောင်ချေတော့ပြည်သူစစ်ခေါင်းဆောင်အပါ၃ယောက်မက်စီကိုက်ပြီး ၈ဦးကြောက်ဆုံးလျက်ရှိပါတယ်။အဆိုပါတိုက်ပွဲဟာညောင်ကျိုးကိုကျော်ပြီးချင်းလုံးနဲ့28မိုင်ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မနေ့ကတမနယ်လုံးလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေရှိနေပေမဲ့မလင်လောက်ခတ်မှုနောက်ပိုင်းငြိမ်သက်သွားခဲ့ပါတယ်။မခွေးတိုင်းဗရန်တန်နဲ့မှာနိုင်ရီကန်ကနေမက်ဆီကိုက်တွေတေဆောင်လာတဲ့မော်တော်ယာဉ်မင်းမှုဘက်ကိုထွက်ခွာသွားတာရှိပါတယ်။မလင်လောက်ခတ်နေစဉ်အချိန်လျှော့မောင်းနေရတာမှု မိုးကအုပ်ထားပေမဲ့အပုံနှံ့တွေရလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်အမှတ်နဲ့တက်မတော်ဆေးရုံကြီးဂရင်တထောင်မှာလူနာတွေအပြည့်ဖြစ်နေပါတယ်။ဆေးရုံကော်ရီဒါအထိလူနာတွေကိုနေရာချထားရတဲ့အနေအထားဖြစ်ပါတယ်။ဆေးရုံကျောက်တိုင်းရုံနဲ့ရွာတော်တဲခုကြီးကစစ်တီအများစုနဲ့မိသားစုဝင်တွေဖြစ်ပါတယ်။ကျင်မနာမျိုးလယ်မှာရှိတဲ့အမှတ်85ခြေလင်တိုင်ရင်ရဲ့စက်တန်း တရားခန့်ရှိပြီဖြစ်တဲ့တိုင်းအောင်စစ်စစ်ရေးအစီအွေခန်းကပြိုကျပျက်စီးတဲ့အထက်မှာပါဝင်ပါတယ်ငလင်ဘေးဒဏ်တင်ပြည်လူများအများဆုံးကူညီကယ်ဆယ်မှုတွေရရှိကြပါလေခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်